ုံးထိတ်တို့တုံညာထိတ်တို့ဒီညလည်းတုံးထိတ်နဲ့တုံညာထိတ်နဲ့ပဲနောက်ပိုင်းကတော့ကိုယ့်ကိုတွက်ကြည့်ပေါ့ဗျာကျွန်တော်လည်းရှာတော့ရှာတာပဲဒါကဒါကကျွန်တော်တို့ဒီမှာအချိန်ခိုက်ခွန်ခါ၈ခါ၉ခါလို့ထည့်သွားတဲ့ లై နော်ပြီးခဲ့တဲ့ဘွဲတော့ကို၈ခွန်ခါသုံးလုံးထည့်သွားတာအဲ့ဒီကို၈ခွန်ခါသုံးလုံးထည့်ပြီးသွားတာ ਨੇ သူ့ရဲ့အောက်မှာထည့်သုံးလုံး၅နော်ကို၃၃က၅တခါ၅၃၈က၆ နော်56ဒီနေရာမှာခွန်လို့ထည့်မယ်ဆိုရင်ကျွန်တော်တို့၃ထိပ်စီဝင်သွားမယ်နော်အဲထိပ်စီ၃လုံးခွန်ထိပ်စီ၃လုံး6ထိပ်စီ၃လုံး5နော်အဲ့မှာ तू က၃နောက်ပိတ်ကြီးကြီးပဲ तू ထည့်တယ်နော်၃နောက်ပိတ်ကြီးနေပဲ तू ထွက်နေတယ်အဲ့ဒီနေရာမှာ၃နောက်ပိတ်နဲ့ထွက်အောင်မလားမထွက်ဘူးလားတော့မသိဘူးပေါ့နော်အဲ့ဒီမှာထက်သီး၃လုံးက၈ဖြစ်လို့၈ပါပါဒီနေရာ၃ပိတ်တာလားဒီမှာလည်းထက်သီး၃လုံး၈၈ပါပါ၃ပိတ်နော် ဒါဆိုရင်ဒီမှာထိပ်သီးသုံးလုံးကရှေ့ဖြစ်တာလို့ရှေ့ရပါပါဒီဘွဲကိုသုံးပိတ်မယ်ဆိုရင်သူကသုံးထိပ်သုံးအပိတ်နဲ့ကစားလို့ရတယ်နော်အဲ့ဒါကတခုပေါ့ဗျာနော်သုံးထိပ်ကိုအထောက်ကူလေးတခုယူပြတယ်နောက်ပြီးတော့ဒီနားလေးမှာကျွန်တော်တို့သူနှစ်နှစ်ချာ၄၃၂နှစ်လို့ဖြစ်ထားတာရှိတယ်နော်သူကနှစ်နှစ်ချာမှာသုံးပိတ်နှစ်နှစ်ချာမှာနှစ်ပိတ်နော်၄၃နှစ်အဲ့ဒီ၄ပိတ်ရဲ့ဇောင်းမှာ၃ညပိတ်၁အပိတ်နှစ်ပိတ် 391နှစ်လို့ဒီတခါစီနီယာပြန်ထည့်အဲ့ဒီ391နှစ်လို့ထည့်ပြီးသွားရင် तू อ่ะအဲ့ဒီမှာဘာပါလဲဆိုတော့ထည့်သုံးလုံးဒီထည့်စီသုံးလုံးနှစ်နော်ဒီမှာလည်းထည့်စီသုံးလုံးကနှစ်ဒီမှာလည်းထည့်စီသုံးလုံးကနှစ်နှစ်ပုံစံရိုက်တယ်သူ့ရဲ့တပွဲကျော်391အပိတ်တပွဲကျော်1အပိတ်တပွဲကျော်2အပိတ်နော်391နှစ်လို့ထည့်ထားတာရှိအဲ့ထည့်ထားတဲ့ဘေးမှာဒီသုံးလုံးက ကျွန်တော်တို့6လို့သူထည့်เนาะထည့်သုံးလုံး6ကိုးပြီးတော့ထည့်သုံးလုံးကသူကဒီမှာ8လို့ထည့်เนาะ6ပြီးတော့ထည့်သုံးလုံးက8 8ပြီးတော့ထည့်သုံးလုံးက9လို့ထည့်မယ်ဆိုရင်6 8 3ဆိုမှသူက9လို့ဖြစ်မယ်เนาะအဲ့ဒီနေရာမှာလည်းသူက3ထည့်စီရောက်ဝင်တာပဲအဲ့ဒီမှာဒီသုံးလုံး6လို့ထည့်လိုက်တာနဲ့ဒီသုံးလုံးက6လို့ထည့်เนาะဒီသုံးလုံး8လို့ထည့်တာနဲ့ဒီသုံးလုံးက9လို့သူပြန်ထည့် 6ခွန်အခုတခါခွန်8 3ဒီ3လုံးကိုကျွန်တော်တို့က8လို့ထည့်လိုက်ရင်3ထိပ်စီပဲเนาะအဲဒီ3လုံးက6ဒီ3လုံးကခွန်ဒီ3လုံးက8เนาะအဲဒီ6ခွန်8လို့ထည့်ရင်ဒီက6 8ခွန်လို့သူကပြောင်းပြန်ပြန်ချုပ်ထားတာရှိအဲဒါကြောင့်မလို့ဒီဘွဲကိုကျွန်တော်ဒီ3ထိပ်စီတစ်လုံးဒါကျွန်တော်သဘောကျတယ်ပေါ့ဗျာเนาะခုနကစိုက်ကလည်းစိုက်ကတော့မကမလပဲမယ်သူကတော့ပေါင်းချင်းကိုကျွန်တော်တို့ယူကစားကြည့်တာ 6ခွန်လို့ထည့်ရင်ဒါ3ထိပ်စီးပဲဝင်တယ်เนาะအဲ့ဒီ3ထိပ်စီးကိုကျွန်တော်ဘာလို့ပြောတော့ဆိုတော့အဲ့ဒီ3ထိပ်စီးကဟိုနေ့ရလဲကျွန်တော်ပြတယ်เนาะတို့ဒီနှစ်ပိတ်မှာကျွန်တော်6ပရိတ်6ပရိတ်6ပရိတ်ဒါနှစ်ရကြာအကိုက်တည်းရှိတယ်เนาะ6ပရိတ်ဒီအဲ့ဒီ6ပရိတ်ရဲ့တစ်နှစ်ကြုံမှာကျွန်တော်6ထိပ်စီးသူ့အထက်ဆောင်မှာပရိတ်၄လို့ရိုက်တယ်เนาะ ဲ့သူကနေအောက်ကိုအကျဉ်းကြီးစင်းလာလိုက်ဒီ6ပရိတ်ရဲ့တစ်နှစ်ကျော်မှာ၈ထိပ်စီပရိတ်၄လို့သူလိုက်တာပါရှိအဲ့ဒီပရိတ်6ရဲ့တစ်နှစ်ကျော်မှာခွန်ထိပ်စီပရိတ်၄เนาะသူက6 8ခွန်အထက်ဆောင်နှစ်ပွဲကျော်ပရိတ်၄ပရိတ်၄ပရိတ်၄လို့သူထွက်တာအဲ့ဒီ၄လို့ထွက်တာတော့အဲ့ဒီ၄ရဲ့နှက်ကတ်ကိုထိတ်နှလုံး၃ညနဲ့နှစ်ထိတ်နဲ့နှစ်လို့သူပြန်ပြီးတော့ကစားတယ် ဒါဆိုရင်ဒီမှာဒီမှာလဲဗရိတ်လေးအဲ့ဒီလေးရဲ့နှက်ခတ်ကိုဒီနှလုံး1နဲ့ဒီ1ထိတ်နဲ့နှစ်လို့ပဲသူပြန်ထည့်အဲ့ဒီဗရိတ်လေးကိုဒီနေရာမှာခြေနှလုံး6နဲ့3ထိတ်နဲ့ပေါင်းမှာသူနှစ်လို့ပြန်ထည့်မယ်ဆိုဒါလဲကျွန်တော်တို့3ထိတ်စီးပဲရတယ်နော်အဲ့ဒီ3ထိတ်ကကျွန်တော်4ပါပါဒီ3လုံးနှစ်လို့ရိုက်လိုက်တာနဲ့ခွန်ပါပါနှစ်ထိတ်လို့ထည့်တာသူက2ချက်ချုပ်တာနော် အဲ့ဒီ၄ရဲ့ပါပါဒီ၃လုံးကိုကျွန်တော်တို့နှစ်လို့ထည့်လိုက်တာနဲ့၆ပါပါတစ်ထိတ်လို့ထည့်နော်အဲ့ဒီမှာကျွန်တော်တို့၄ရဲ့ပါပါဒီ၃လုံးကိုနှစ်လို့ထည့်အောင်၃ထိတ်စီထည့်လိုက်တာနဲ့ဟာဒီ၈ထိတ်စီရဲ့ပါပါ၃ထိတ်လို့ပဲသူထည့်နော်အဲ့ဒီ၃ထိတ်ကဒီ၃ထိတ်ဆိုင်နဲ့ဟာဒီ၃ထိတ်ဆိုင်နဲ့ကျွန်တော်တို့ပြည့်လို့မရဘူးသူကဒီပေါင်းရင်း8 6ဆိုတာကိုဒီဘက်မှာ6 8ဆိုပြီးသူကနှစ်မျိုးချုပ်ထားတော့နော်ဒီ၃ထိတ်စီရဲ့ ဒီမှာလည်းအတူတူပဲကျွန်တော်တို့ဒီသုံးလုံးပေါင်းရင်နှစ်ဖြစ်လိုက်တာနဲ့ခွန်ပါပါနှစ်ထိတ်နဲ့အန်ခိုင်ဝင်ဒီသုံးလုံးနှစ်လို့ထည့်လိုက်တာနဲ့၆ပါပါတစ်ထိတ်နဲ့အန်ခိုင်ပဲเนาะအဲ့တော့ဒီမှာဒီ3လုံး2ဖြစ်အောင်3ထိတ်ထည့်တာနဲ့10ပါပါ3ထိတ်နဲ့သူကကွက်တိသူကကစားနေလို့အဲ့ဒီမှာတို့ဒီမှာ3ညာခါးတွေဒီမှာလည်း3ညာခါးတွေဒီမှာလည်း3ညာခါးနဲ့သွားအောင်မလားအဲ့3ညာခါးနဲ့သွားမယ်ဆိုရင်ကျွန်တော်ကခုနကဟိုစိုက်မှာခုနကဒီစိုက်မှာကျွန်တော်က3ညာခါးနဲ့ ဒီအထောင်သုံးလုံးရှိပါပါ၃နောက်ပိတ်ဆိုကျွန်တော်၃တုံညာ၃ဆိုပြီးကျွန်တော်ဒါလေးထည့်ကြည့်တာနော်ပြောချင်တာကတော့၃ထိပ်စီးပဲဒါကျွန်တော်မိတ်ဆွေတွေ၃ထိပ်နဲ့ပတ်သက်တဲ့ကဏ္ဍတွေပေါ့နော်အခုကျွန်တော်တို့ဒီ၃တုံညာအတွဲကိုယူကျွန်တော်၃တုံညာ၆ဆိုတဲ့ကဏ္ဍနေတာမွေးကဏ္ဍရှိတယ်၃တုံညာ၅တွေ၃တုံညာ၇တွေဒါအကုန်လုံးကျွန်တော်တို့ထိုးလို့ရတယ်ပဲနော်မွေးကဏ္ဍနေရသူ့ဟာနေသူအကုန်လုံးကတော့ရှိပြီးသားဖြစ်နေတော့ဟို၃ထိပ်နဲ့ပတ်သက်ရင်တော့၃တုံညာအတွဲလိုက်ကစားစေးခြင်း နောက်ပြီးတော့ဟိုနေ့ကကျွန်တော်ပြောတဲ့ရှေ့ပေါင်းကိုရှေ့ပေါင်းကိုကိုထည့်မယ်ဆိုရင်ကျွန်တော်တို့3တုံညာ6 3 360ဆိုတဲ့ကဏ္ဍမျိုးတွေဒါမစိုးဘူးအဲ့ဒီကဏ္ဍတွေကဒါမွေးကဏ္ဍတွေရှိနော်အဲ့ဒီ3ထိပ်ကအတာထားလိုက်အောင်ဟိုနေ့ကကျွန်တော်ပြရတဲ့3ထိပ်မှာလဲသူကနှစ်ချက်ချုပ်ထားတာနော်အဲ့ဒါကြောင့်မလို့อืมဒီ3ထိပ်ကပေါ့တော့တော့3ထိပ်တော့မဟုတ်ဘူးလို့ဒါဟိုနေ့ကကျွန်တော်ပြရတဲ့3ထိပ်ဒီတော့လုံးကိုကိုဒီနှလုံးကိုလိုက်တာနဲ့နောက်နောက်ပိတ်ကထိတ်လို့တက် အဲ့ဒါမှဒီ၃လုံးကတုံရကိုဒီနှလုံးတုံရလို့ထည့်တာနဲ့နောက်ဘက်ကထိတ်လို့တက်တာအခုဒီမှာဒီ၃လုံးတက်ကိုဒီနှလုံးတက်လို့ဖြစ်အောင်တုံထိတ်စီထည့်လိုက်တာနဲ့အဲ့ဒီ၃နောက်ဘက်ကထိတ်လို့တက်မှာဆိုဒီဘက်မှာတုံထိတ်စီကကောင်းတယ်အဲ့360တကွက်နော်မမိပါနဲ့၃တုံညအတွဲလိုက်ကိုသူကစားသွားလို့ရတယ်နောက်ပြီးတော့ကိုနေ့ကကျွန်တော်ပြောတဲ့တုံညထိတ်နော်ဒီကောင်ကတုံညထိတ်လိုက်ကျွန်တော်ဒီနားမှာ ီကောင်ကနှိမ့်ရင်မကြိုက်ဘူးเนาะကျွန်တော်ဖြစ်စင်နေလိုက်ထားတာကျွန်တော်ဒီရှစ်ထိတ်စီဒီမှာထွက်တယ်ရှစ်ပါဝါညရှစ်ထိတ်စီရအရင်သွားမယ်เนาะရှစ်ထိတ်စီရအောက်၃ဘွဲကြော်မှာတစ်ထိတ်ကတစ်ထိတ်လို့ဇောင်းတက်ပေါက်တာเนาะနောက်တက်ကဒီမှာရှစ်ထိတ်စီရှိတယ်သူ့ရအောက်၃ဘွဲကြော်မှာတစ်ပြီးတော့၃ညเนาะ၃ညထိတ်က၃ညထိတ်လို့တက်တယ်နောက်ဒီမှာရှစ်ထိတ်သူ့ရအောက်၃ဘွဲကြော်မှာတစ်၃ညပြီးတော့ဒီမှာ၉၉ထိတ်စီရ၉ထိတ်လို့သူတက်ပေါက်တာရှိတယ် အဲ့ဒီလိုပောက်ထားပြီးတာနဲ့အဲ့ဒီရှစ်ရဲ့ပါပါထိတ်ထောင်း1633ဆိုတော့နော်ကျွန်တော်တို့ပေါင်းကြည့်လိုက်လို့ရှိရင်ရှစ်ရဲ့ပါပါ73ပေါ့နော်3ပေါ့ရှစ်ရဲ့ပါပါလေးလုံးပေါင်းရင်3လို့ဖြစ်တယ်နော်ဒုတိယကတ်မှာလည်းအဲ့ဒီတိုင်းပဲဒီရှစ်ထိတ်စည်းရဲ့အောက်3ခွဲကျော်မှာထိတ်တူထိတ်လို့တက်ပေါက်တယ်ပောက်ပြီးတာနဲ့ထိတ်စည်းတောင်လေးလုံးပေါင်းကြည့်ရင်6613ညာဆိုတော့3လို့ပဲသူထွက်တယ်နော်တခါဒီရှစ်3ခွဲကျော်မှာ ိုးထိတ်ကကိုးထိတ်လို့တက်တယ်သူ့ရဲ့အောက်မှာရှစ်ရဲ့ပါပါထောင်လေးလုံးသုံးဖြစ်အောင်ကျွန်တော်တို့6 6 8 3ညမှာเนาะ3ညထိတ်စီထဲမှာ तू က3လို့ထက်เนาะအဲ့ तू ကဒီ site ကိုဘာလို့ကျွန်တော်တို့ကစားတော့ဆိုတော့တိထိတ်ဆောင်တက်ပေါက်ပြီးရင် तू အောက်မှာ60ခွန်ရှိတွေ့တယ်3ညထိတ်ဆောင်တက်ပေါက်ပြီးတော့68ရှိတွေ့တယ်เนาะ6 68ဒီ6ထိတ်ဇောင်းတက်ပေါက်ပြီးတာ ਨੇ သူ့အောက်မှာ69ရှိတွေ့เนาะ69 68 6869လို့သူကစားထားတယ်။အဲအဲ့ဒီမှာကစားထားတယ်ဆိုတော့ကျွန်တော်တို့ဒီထိပ်စည်းတောင်သုံးလုံး3ရင်းထည့်လိုက်တာ ਨੇ 3ရဲ့အဲ့ဒီ3လို့ထည့်လိုက်တာ ਨੇ သုံးထိပ်က3ထိပ်လို့ဆောင်းစင်းပေါ့ရအောင်နော်အဲ့ဒီထောင်သုံးလုံး3ကလည်း9နှစ်က9ပရိရဲ့နှစ်ကကျွန်တော်တို့ဒီမှာ3ပေါ့ဗျာနော်9 3သူကလည်းကစားသွားလို့တူတူပဲဒုတိယကမှာအတူတူပဲနော်တုံညာထိပ်ပေါက်တယ်ထောင်သုံးလုံးက3ထောင်4လုံးက3လို့ဖြစ်တယ် ဖြစ်လိုက်တဲ့အချိန်မှာဟာဒီထိတ်စည်းသည်ထိတ်စည်းဆောင်စင်းပေါက်ကအဲ့ဒါမှာ3661ဆိုပြီးတော့3လို့သူကစားတယ်နော်အခုဒီမှာကျွန်တော်တို့ကိုကိုဆောင်တက်ပြီထိတ်စည်းတော်၄လုံးပေါင်းရင်3ဖြစ်အောင်ကျွန်တော်တို့3ညထိတ်စည်းထည့်လိုက်တဲ့အချိန်မှာဟာဒီ3ညထိတ်က3ညထိတ်လို့ဆောင်စင်းပေါက်ရမယ်နော်ဟာလိုင်းမကောင်းနောက်မှပြန်ကြည့်အကိုရေဘေးကုန်ခံနေနဲ့နောက်မှဖြည်းဖြည်းပြန်ကြည့်ကျွန်တော်မဖြတ်ပါဘူး ဲ့တော့ကျွန်တော်တို့ဒီ၅ပရိနခ1003လုံး3ဒီမှာ၅ပရိရဲ့နခ1004လုံးက3၅ပရိရဲ့နခ1004လုံးက3နော်ဒီ3ရဲ့ပါဝါ3ဝဲကျော်မှာ8ထိပ်ဒီ1004လုံး3ရဲ့ပါဝါ3ဝဲကျော်မှာ8ထိပ်အဲ့1004လုံး3လို့ဖြစ်တယ်3ပါဝါ8ထိပ်ကြီးကစားထားတယ်အဲ့ဒီထိပ်စီးဒီထိပ်စီးလို့ဇောင်းစင်းတာ ਨੇ 1004လုံးက3တစ်က1လို့စင်းတာ ਨੇ 1004လုံးက3အဲ့ဒီ3ညဒီ3ညလို့စင်းတာ ਨੇ 1004လုံးက3လို့ပဲ ဖြစ်ကြမယ်เนาะအဲ့ဒီမှာကျွန်တော်တို့ဒီဗရိတ်ငါးကြီးကများငါးဗရိတ်လို့စဉ်းစားလာခါရရန်နောက်ပိတ်နေထွက်တာလားတတချက်เนาะဒုတိယအကမှာလဲကျွန်တော်တို့ဒီဗရိတ်၃ကြီးကများ၃ဗရိတ်လို့စဉ်းစားလာခါရိုင်ဒီနောက်ပိတ်နေထွက်တာလားเนาะဒါဆိုရင်ဒုတိယအကမှာဒီဗရိတ်၈ကြီးကဒီမှာ၈ဗရိတ်လို့များစဉ်းသွားမလား ခါတိုင်းဒီနောက်ပိတ်အဲနောက်ပိတ်ဒီခါတိုင်းစင်းမလားဆိုရင်ဒီကနန်းတကွက်ပဲရှိတယ်နော်၃ည၈တုံးရအဲဟိုနေ့ကလည်းကျွန်တော်ရှစ်ခါးတွေပြထားပြီးသားပါနော်အဲ့ဒါကကျွန်တော်တို့ဖြစ်စင်တဲ့ဒါတွေးကြည့်လိုက်တာပေါ့လေနော်ဒီ၃ည၈ထိစီနောက်ပိတ်ဒီခါဝင်ပြီးတော့ရှစ်ပဋိဒိကရှစ်ပဋိဒိလို့ဆောင်းစင်းရင်တကွက်ရှိတော့တာအဲ့ဒီမှာကျွန်တော်တို့ခုနကပြောတဲ့၃ည၅တုံးဆိုတဲ့ကနန်းမမိနဲ့နော်နောက်တစ်မျိုးကျွန်တော်ယူပြမယ်အဲ့ဒီ line ထဲမှာ ကျွန်တော်တို့ဒီကဏ္ဍဒီရှေ့1 2 3 4 5 6 9နှစ်မြောက်က5ပြိတ်ကဏ္ဍเนาะငါ့ကို2ပွင့်6လိုက်ရင်ကျွန်တော်တို့3ဒီမှာ3ပြိတ်ကဏ္ဍဒီကဏ္ဍဒီ1 2 3 4 5 6 9နှစ်မြောက်ထဲမှာတစ်ထိတ်နဲ့ပေါက်เนาะတခါသူကနေအချိန်တိုင်းဇောင်းတက်လိုက်3ကို2ပွင့်6ရင်17ပြိတ်เนาะ17ပြိတ်အဲ့ဒီ17ပြိတ်ကဏ္ဍဒီ1 2 3 4 5 6 9နှစ်မြောက်ထဲကဟာဒီမှာ3ညထိတ်စီလို့ထွက်တဲ့နေရာမှာမြားเนาะ3ညထိတ်လို့ထွက်တဲ့နေရာမှာမြား ပေါက်သွားမလားဒါကြောင့်မို့ကျွန်တော်3965လို့ထည့်တာเนาะအဲ့တော့ဒီနေရာမှာကျွန်တော်တို့5ဗရိတ်เนาะအဲ့ဒီ5ဗရိတ်ကနေတို့အချိန်ကတိ1 2 3 4 5 6ခွဲတက်2နှစ်ကြော်ရင်3ဗရိတ်သူကနေတိ1 2 3 4 5 6ခွဲတက်2နှစ်အဲ6ခွဲတက်နေရော2 4 6 2နှစ်ကြော်2 4ဩဒီကောင်ကျွန်တော်ဒီကောင်ကအနည်းကြီးမှမကြိုက်တာဟိုဒီ line တန်းတန်းသွားယူလို့မရဟုတ်တယ် သူနဲ့သူနဲ့ဒါဒီ site ကကျွန်တော်နှစ်ရေကယူရတာမဟုတ်ဖြစ်စင်နဲ့လိုက်ထားတာเนาะအဲ့ဒီကဏ္ဍကအရှိ8နှစ်မြောက်ကကဏ္ဍဒီကဏ္ဍကအရှိ8နှစ်မြောက်ကကဏ္ဍเนาะအဲ့တော့ဒီနေရာမှာထွက်မဲ့ကဏ္ဍအရှိ8နှစ်မြောက်ကပရိသတ်တကဏ္ဍဆိုဒီတကွာတည်းရှိတာ၃ရက်ပါတယ်ကျွန်တော်လည်းပြောရင်းနဲ့ရွာလဲနေအဲ့တော့ဒီမှာ73လို့ဖြည့်မယ်ထိတ်တူထိတ်လို့ဆင်းတယ်၃ထိတ်စီကဏ္ဍဒီ1 2 3 4 5 6 8နှစ်မြောက်ကကဏ္ဍเนาะအဲ့ဒီမှာ၄လုံးပေါင်း73ဖြစ်ကမယ်တိထိတ်ကတိထိတ်လို့ထည့်မယ်ဒီကဏ္ဍဒီ1 2 3 4 5 6 ခုနှစ်နှစ်မြောက်ကကနေအဲ့ဒီမှာကျွန်တော်တို့1004လုံးပေါင်း73ဖြစ်ကမြေတုံညထိတ်စည်းနေ123456ခုနှစ်နှစ်မြောက်ဖြစ်ကတုံညပါတဲ့ခန်းကအဲ့နှစ်ထဲမှာ3ခွက်တည်းရှိတယ်တုံညတုံည6ရေဟောငါ3ခွက်တုံညတုံည5ရေတုံည5 6ရေတုံည9ခွန်4ခွက်ပေါ့နော်တုံည9ခွန်ရှိမြေအဲ့အဲ့ဒီမှာတုံညဟုတ်တယ်တုံည9ခွန်ရှိမြေတုံည6 5ရှိမြေတုံည55တုံည3 6เนาะ ါတော့တုံညက်ပါတာကအဲ့နှစ်ထဲမှာ၄ခွက်တည်းရှိတယ်ဆိုတော့ကျွန်တော်မိတ်ဆွေတွေတုံညက်ထိတ်စီးနဲ့နှစ်ခွက်နှစ်ခွက်စီဒါထိုးလို့ရတယ်နော်တုံညက်ကိုခွန်တုံညက်ခွန်ကိုတုံညက်ငါးချောက်တုံညက်၆ငါးတုံညက်ငါးငါးတစ်ခွက်တည်းပဲအားရမလို့တုံညက်တုံညက်၆တုံညက်၆တုံညက်နော်အဲ့ကျွန်တော်ဒီနေရာမှာနှစ်မျိုးယူပြတာဗောနော်ခြေကလိုမျိုးငါးပရိတ်ဆောင်စင်းမယ်နောက်ပိတ်ကခါနဲ့ဒီမှာသုံးပရိတ်ဆောင်စင်းမယ်နောက်ပိတ်ကခါနဲ့ တကယ်လို့ဒီနေရာမှာရှေ့ပရိတ်ဆောင်စင်နောက်ဘက်ကခါနေဆို800ဆိုတဲ့ကဏ္ဍရှိမယ်เนาะ3956ဆိုတဲ့ကဏ္ဍရှိမယ်3အ3956 3956ဟုတ်တယ်နောက်ပြီး3936เนาะ3956ဟုတ်ဒါဒီပဲရှိမယ်ကျွန်တော်မိတ်ဆွေတွေကြိုက်တယ်လို့ထူဒါပေမဲ့3ညအထိတ်ကလည်းဟိုနေ့ကကျွန်တော်ပြပြီဒါပေမဲ့အခုဒီညပြတဲ့ site တွေထဲမှာ3ထိတ်ကတော်တော်ကစားဖို့ကောင်းတယ်เนาะ ူကနှစ်ချက်ချုပ်လေးကြီးပဲဒီလုံးကို30 17လို့ဖြစ်တာနဲ့နောက်ဘက်ကထိတ်နောက်ဘက်ကထိတ်နောက်ဘက်ကထိတ်လို့ကစားတယ်နော်ဒါကတမျိုးဒီမှာလည်းနှစ်ချက်ချုပ်တယ်နောက်ဒီနေရာမှာလည်းအတူတူပဲဒီသုံးလုံးနှစ်လို့ဖြစ်တာနဲ့6ပါဝါတက်တာပဲဒီအဲဒီမှာဒီသုံးလုံးနှစ်လို့ဖြစ်တာနဲ့ခွန်ပါဝါနှစ်ဒီသုံးလုံးနှစ်လို့ဖြစ်တာနဲ့6ပါဝါတက်ဒီသုံးလုံးနှစ်လို့ဖြစ်တာ ਨੇ 8ပါပါ3ဒီမှာလည်းနှစ်ချက်အပေါ်အောက်ရှုပ်ထားတာ3ထိပ်ကနောက်ဒီကောင်လည်းအတူတူပဲเนาะ6 8 9 10 ခွန်လို့ဖြစ်လိုက်တာနဲ့6ခွန်8လို့ထည့်တာနဲ့3ထိတ်ကဒီမှာလဲ2မျိုးချုပ်ထားတာဒီတလိုင်းပဲသူကတော့1မျိုးတည်းကစားပင်ပဲဒီနေရာမှာလဲ3ကိုနောက်ပိတ်တည်းကစားလို့ရတယ်လို့ထိတ်လဲကစားလို့ရတယ်เนาะကျွန်တော်တို့သုံးတုံညာနှလုံးလုံးကိုကစားခြင်းတာနေရာထိုင်နေရတခါတလေကြရင်ကိုယ်လည်းရောက်ရင်လဲလဲကစားသွားတာမျိုးတွေလည်းရှိတယ်เนาะကဲအဲကျွန်တော်မိတ်ဆွေတွေကြိုက်တယ်လို့သာစဉ်းစားเนาะကျွန်တော်အခုရေးပေးခဲ့တဲ့တုံညာထိတ်နေခဏနေ ကစားမလား၃ထိန်းနဲ့ကတော့361တကွက်ဟိုနေ့ကကျွန်တော်ပြထားတာရှိတယ်เนาะမှတ်ထား361ဒါပဲရှိအောင်မယ်ဟုတ်လားဒါအလုံးပဲဟောအဲ့ဒါအရင်မကြည့်ဘူးကျွန်တော်ဆရာဥမ္မောင်မောင်ထုံးအကောင့်သိတယ်မလားเนาะသိတယ်လူအများကြီးပါပဲအဲ့သူ့ဖုန်းပျောက်သွားလို့တဲ့အဲ့သူ့မန်ဘာဝင်အဖွဲ့များเนาะအဲ့သူ့ဖုန်းနံပါတ်ကိုလည်းမဆက်ပါနဲ့သူ့အကောင့်ကိုလည်းမဆက်သွဲပါနဲ့เนาะဘယ်နည်းမဖြစ်ရင်လည်းဘလော့ပလိုက်ဘလုံးဆိုတော့အခုခေတ်ကဖုန်းကပျောက်သွားတာမဟုတ်ဘူးလူသွားတာသူများလူယူသွားတာ အလူယူရတဲ့လူကတော်ကြာအဲ့အကောင့်ထဲဝင်အဲ့ဖုန်းနံပါတ်နဲ့ဆက်မှတ်ပုံနေမှာပါသွားတာဆိုတော့လူလေလက်ထဲရောက်သွားလို့ရှိရင်ဒီကောင်လေးလှုပ်ရှားတော့မှာနော်အဲဒါကြောင့်မလို့385တဲ့လူလေလက်ထဲရောက်သွားရင်အဲကောင်လေးလှုပ်ရှားမှာအဲဒါကြောင့်မလို့ကျွန်တော်သတိပေးလိုက်ပေါင်းကိုတဲတဲ့ဆိုလို့သုံးထိပ်မစိုးဘူးဗျာနော်ဒီဘက်သုံးထိပ်မစိုးဘူးသုံးထိပ်ကနှစ်ချက်ချုပ်နေနေချင်းကြီးကျွန်တော်ကနိုင်ရင်လည်းသုံးထိပ်နဲ့ထွက်နေဦးမယ်390 390 390ထိတ်စီနဲ့ထွက်နေတော့ပက်လက်လန်နေတော့ကျွန်တော်300ထိတ်နဲ့တည်ထားဒီ site ကတော့6ခါပေးသွားမလားကျွန်တော်အဲ့လိုတွေးတယ်ဒါစီပထမဦးဆုံးညကျွန်တော်ပြတဲ့ site ဒီကောင်6ခါပေးသွားမလားကျွန်တော်တွေးနေတာ6ခါတဲ့386လို့လည်းထွက်နေအောင် ။အော်ဒီ site ထဲမှာကျွန်တော်ပြောမယ်။အော်အဲ့ဒါကဟိုပြီးခဲ့တဲ့ပွဲရထွက်မှာ။900ဆိုတဲ့ကဏ္ဍလည်းမစိုးဘူး။